ဒေတာလေးကြိုကြမယ်။ဘုဗံကံဓမ္မတစ္စာကိုယုံကြည်ပါ၏။ပိစုတ်ဗံကံ ဓမ္မသစ္စာကိုသင်္ကပ္ပာယိသစ္ဆုတ်ပံကံဓမ္မသစ္စာတိုင်းကျင့်သုံးကြပါမည်ကဲကိုအားရတဲ့ဣရိယာပုတ်ကလေးနဲ့ရောရောဖတ်ဖတ်တရားဓမ္မနာကြားကြပါဗျာဒီကနေ့2005ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ပါ ာကျွတ်တို့မန္တလေးမြို့ရန်ကုန်တောင်လောက်ပါနေတာ9ရက်မဟုတ်ဘူးလား6ရက်။ဟောဟုတ်ပြီ6ရက်လို့ပြောတာရင်းမြစ်မှာရတာဟုတ်တာပေါ့နော်။ကျုပ်9ရက်လို့အောင်းမိန်တာ။ဟုတ်ပြီဒီနေ့ဟောဟုတ်ပြီကဟုတ်ပြီဟုတ်ပြီ။ဒီနေ့ဖေဖော်ဝါရီလ6ရက်ပေါ့နော်ဒါ။အာဒါရန်ကုန်တောင်ကျောင်းမှာကျွတ်တို့နေပါလေကိုလာရင်းနဲ့ ခုတရားနာပေးတဲ့ကလေးကိုဟောပြောနေကြရတယ်ဆရာသမားပါတရားသမားတွေလည်းဟောပြောလာတာဒီများလာတဲ့အခါကျတော့ပြောမစင်းတော့ကျုပ်တို့လည်းလူနာတော့နည်းနည်းရောက်ရောက်လာပြီလို့ပြောရမလို့ရှိတယ်ဗျအဲရှင်းခါကတော့ကျုပ်တို့ကလည်းပဲတောကျုံညားမှာနေကြတဲ့သာတင်လိုက်ကဆင်းပြီးတောကျုံညားမှာနေကြတဲ့တောကျောင်းဘုန်းကြီးလို့ဆိုတော့ ကျေတော့စာအုပ်ခွင်ပေအုပ်ခွင်ကနေပြီးတော့တဲပြီးတော့ကိုမလွတ်ဘူးလို့ပြောရမလို့ပဲပေါ့ဗျာနော်ကျေတော့ဟောပြောနေတယ်ဘုရားသမားတွေကအခုတော့လူနာကိုတော်တော်ရောက်လာပြီလို့ပြောရမှာဗျာအဲဒီကနေ့လဲလူနာတော်တော်ရောက်တဲ့တရားလေးတပုတ်ဟောရမှာဗျာလူနာတော်တော်ရောက်တဲ့တရားလေးတပုတ်ဆိုလို့ဆိုတာလူတွေပြောတတ်ကြတယ်ကျေတော့ဒီမှာပြန်ကြားလာရတဲ့စကားက ခွန်ကြီးတို့တရားတဲ့ဘာလို့တော့မှမသိဘူးအဲဒီလိုမျိုးကလေးလို့လို့ပြောကြတယ်ပေါ့ခွန်ကြီးတို့တရားကအလုံးမပါဘူးလို့အဖြစ်တင်တဲ့လူကလည်းအဖြစ်တင်တာပေါ့နော်အလုံးမပါဘူးလို့အပြစ်မတင်တော့မှဘာလို့ရမယ်မသိဘူးလို့ဆိုတာလေးကတော့ချမ်းညာတာတာနဲ့တို့တို့ပြောတာလေးပေါ့နော်အဲအဲ့လိုမျိုးလို့ကြားရတယ်ဗျအဲ့တော့ဟာဒုတရားများ အလုံးမပါဘူးလို့ပြောတယ်ဆိုတော့လွန်နာပေါ့ဟာလို့ဒုတရားကိုဘာလို့ရမယ်မသိဘူးလို့ပြောတာလည်းပဲလွန်နာပေါ့လို့အကျိုးတို့စိတ်ထဲမှာဒီလိုအောင်းမိမိတယ်ဗျာဒီလိုအောင်းမိမိတော့အင်းဒါကတော့ဒုပြောရမှာပဲပေါ့သူတို့ဒီကနေပြီးပြန်လဲလိုက်ရိုက်ခတ်ပြီးလာတဲ့အတန်ဆိုတော့သူတို့ဒုတရားကိုဘာလို့ရမယ်လို့မသိဘူးတဲ့ လူတရားမှာအလုံးမပါဘူးလို့များတောင်းသူတို့မြင်တဲ့လို့ဆိုတော့ဒါတော့ဖြင့်တို့ဟာပွင့်ပွင့်လင်းလင်းလေးတို့ပြောဖို့လိုလာတာပေါ့လို့အဲအဲ့လိုမျိုးလို့ခံစားရပါလေဗျာအဲဒါလေးကခုတော့ပွင့်ပွင့်လင်းလင်းပြောမယ်တရားကလေးလို့ဒီလို ပြောရမှာပါဗျာဟုတ်တယ်ကျုပ်တို့တရားကိုဘာလို့ရမယ်မသိဘူးလို့ဆိုတာလေကျုပ်တို့ဘက်ကကြီးတော့တာဘာလို့ရမယ်လို့များမသိဘူးတဲ့လားအာလို့ကျုပ်တို့ကဖြစ်ပေမဲ့ သူတို့ဘက်ကကြီးလိုက်တဲ့အခါကျဘာလို့မှမတည်ဘူးဖြစ်မှာဗျာကျုပ်တို့တရားဟာအလုံးမပါဘူးလို့ဆိုတာလည်းပဲကျုပ်တို့ဘက်ကပြောတော့တာဟာတို့တို့လုံးများတို့တရားများအလုံးမပါဘူးလို့ပြောတာအမှားလို့ကျုပ်တို့ကထင်ပေမဲ့သူတို့ဘက်ကကြီးလိုက်တဲ့အခါကျတော့ကျုပ်တို့တရားကအလုံးမပါဘူးဖြစ်တယ်ဗျာကဲအဲ့လိုဖြစ်နေတာဗျာအဲ့တော့လေကျုပ်တို့တရားကတော့သူတို့နဲ့တိတ်ခူးကြနေလို့ဒီလိုပြောရမှာပေါ့ သူတို့နဲ့ပြင်ဆက်လို့ကိုမရအောင်ထူကြနေလို့ပေါ့သူတို့နဲ့ကြုံတော့အပြင်တဘာသာကြီးချအောင်ကိုပဲထူကြနေလို့လို့သူတို့ပြောရမှာဗျာဆိုတော့ကျုပ်ကပြောမိတတ်တယ်အေးသူတရားတပည့်တွေနော်လို့ကျန်တဲ့သူတွေကနေပြီးတော့ကို့မိစ္ဆာဒိဋ္ဌိလို့များအထင်ခံရပြီလို့ဆိုရင်ဝန်မနေကြနဲ့ဟာလို့အဲ့ဒါတဏ္ဍာဒိဋ္ဌိဖြစ်ရွယ်လို့ဘာဖြစ်လို့လို့ဆိုရင်တော့သူတို့ကမိစ္ဆာဒိဋ္ဌိမပြုတ်တဲ့လူတွေဟာလို့ တို့ကမိစ္ဆာဒိဋ္ဌိမပြုတ်တဲ့လူတွေကနေပြီးတော့တို့ကိုမိစ္ဆာဒိဋ္ဌိလို့ထင်ပြီးလို့ဆိုရင်တော့လို့အဲတို့တဏ္ဍာဒိဋ္ဌိဖြစ်လို့တာဒါတို့ကမိစ္ဆာဒိဋ္ဌိဖြစ်နေတော့တို့နဲ့တူတဲ့မိစ္ဆာဒိဋ္ဌိအချင်းချင်းမဟုတ်တော့ရင်ဒီလူမိစ္ဆာဒိဋ္ဌိပဲလို့သူပြောလိုက်တာလို့ကိုယ်တဏ္ဍာဒိဋ္ဌိဖြစ်နေလို့ဒါတို့မိစ္ဆာဒိဋ္ဌိလို့ကိုယ်ပြောရတာလို့အဲဒီလိုမျိုးမှတ်ယူထားဖို့လိုသဟာလို့အဲဒီကဒီလိုပြောမိတယ်အခုလည်းပဲကျုပ်တို့တရားကိုအလုံးမပါဘူးဒါ ဘလို့မရှိဘူးနဲ့ပြောပြီးဆိုတဲ့ကသူတို့နဲ့ကျွတ်တို့နဲ့တပါးတာကြီးဖြစ်သွားပြီကျွတ်တို့အပြင်ပြောတယ်တို့ကတို့ကဗုဒ္ဓဘာသာမဟုတ်ဘူးလို့လို့လုံးချင်တယ်လို့တကယ်တမ်းကတော့တို့ဗုဒ္ဓဘာသာမဟုတ်နေဘူးလို့တို့ကမြင်ရတယ်ပေါ့ဘာဖြစ်လို့တို့ဗုဒ္ဓဘာသာမဟုတ်ဘူးလို့စောစောကားကားနဲ့ပြပြခါကပြောရတာလဲရှင်ဗုဒ္ဓဘာသာရဲ့ပင်မအယူဆကအရိယတစ္ဆာတရား၄ပါးပဲဗျာ ဲ့ဒါဟာဗုဒ္ဓတရားပဲအရိယသစ္စာတရား၄ပါးကလွတ်တာဆိုရင်ဗုဒ္ဓဘာသာတရားဆိုတာမရှိဘူးအရိယသစ္စာတရား၄ပါးနဲ့ဝင်တဲ့ဟာပဲဗုဒ္ဓဘာသာတရားပဲအာဗုဒ္ဓဘုရားနေပြီးတော့ဇာတကလို့ခေါ်တဲ့ဇတ်တော်ကြီးဟောခြင်းဟောလိမ့်မယ်အဲဂါထာလို့ဆိုတဲ့ဓမ္မပဒဖိုက်ပြီးဟောခြင်းဟောလိမ့်မယ်အဲဒီလိုအစအစတရားတွေဟောတာတွေကလုံးဝဒီအရိယသစ္စာတရားပေါင်းတဲ့ဝိဒါရီကြီးတယ်လို့ပြောချလို့ ဥပမာတုတ်တလို့ဆိုတဲ့ဒီမေတ္တာတုတ်တန်တို့မင်္ဂလာတုတ်တန်တို့ဆိုတာဟောခြင်းဟောလိုက်ပဲဒီမင်္ဂလာတုတ်တန်ဟာအတေဝနာသဘာလနာလူမိုက်ကိုမမီဝဲမရှိကတ်တာဟာဣဒံမင်္ဂလာမုဒ္ဓမာအဲ့ဒါမင်္ဂလာဖြစ်တာပေါ့လို့တော့ဘုရားကပြောတယ်ပဏိတာနိစ္စဒေဝနာပဏိတာနာလူပညာရှိတွေကိုပညာရှိတဲ့ပညာရှိတဲ့သူတို့ ဒေဝနာမိဝဲခြင်းဟာဣဒံမင်္ဂလမုဒ္ဒမအဲ့ဒါမင်္ဂလာဖြစ်တယ်လို့ပြောတယ်လို့တကယ်ဆိုတော့မင်္ဂလာတွေကိုပြောနေတာပဲမင်္ဂလာဆိုတာလူလောကမှာအတုံးကလေးတဲ့ပြီးတကလားဟန်ချပန်ကြလေးဖြစ်ဖို့လိုလိုလောက်ပဲထင်ကြတာရတကယ်တော့မင်္ဂလာဆိုတာဟာကောင်းတာကိုပြောတာကောင်းတယ်ဆိုတာဟာနိဗ္ဗာန်ဖြစ်တာကိုပြောတာ တကယ်တော့နိဗ္ဗာန်မရောက်ဖဲနဲ့ကောင်းတယ်ဆိုတာတော့လို့လို့ရပါမလားပေါ့။ဘာဖြစ်လို့နိဗ္ဗာန်ဖြစ်တယ်လို့ပြောရတော့ဆိုရင်တော့မင်္ဂလာကိုသူအ내ဖွင့်ပြတယ်အေတာတိတာနိကတ္တဝါနတပ္ပထမပရာတိတာဆိုတယ်။အေတာတိတာနိဒီမင်္ဂလာတရားတွေကိုကတ္တဝါနပြုကျင့်ရတဲ့အတွက်ဘာဖြစ်လဲ။တပ္ပထအလုံးစုံသောအရတ်တို့၌အပရာတိတာသေဆုံးပြောသောယံသူတို့သည်မအောင်နိုင်ကုန်သည်ဖြစ်၏။ စည်းစံတော်ဒီမင်္ဂလာကိုကျင့်တဲ့သူဟာဒုသောတခုရောယံသူတွေမအောင်နိုင်ဘူးလေတပ္ပထသုထေတပ္ပထအလုံးစုံသော အရတ်တို့၌သုထေချမ်းသာခြင်းကိုဒါသူရရှိမယ်ပေါ့အဲ့တော့ဘယ်ယံသူကမှလည်းကိုယ်မနှိမ့်သက်နိုင်ဘူးကိုယ်ကပြန်အကုန်လုံးချမ်းသာနေတယ်လို့ဆိုတာဒါနိဗ္ဗာန်ရောက်လို့ပေါ့အဲ့တော့မင်္ဂလာဆိုတာနိဗ္ဗာန်ရဲ့နာမည်အခုတော့အာဘသူနဲ့ဘသူဘသူသားနဲ့ဘသူတမိနဲ့ညာကြတာလဲမင်္ဂလာဆောင်တာ အိန္ဒိကလေးတလုံးထောက်ပြီးပြီးတကလားအဲ့ဒီအိန္ဒိကလေးတက်ကြပါတော့မယ်ရှင်လဲမင်္ဂလာအညွတ်တော့ဒီလိုမျိုးမင်္ဂလာတွေဟိုကိုသားလေးမွေးလာလို့မလို့သပင်ကလေးဖြတ်တယ်ရှင်မဲတိတိစေနာမင်္ဂလာအမေကိုသားကလေးကိုနေပြတယ်ဟောလပြတယ်အဲအဲ့ဒါကွာလည်းပဲနေလပြတယ်မင်္ဂလာညွတ်ပြီးဖြောက်လုံနေတယ်မှန်တော့ကောင်းတဲ့ခင်တဲ့ရီဖြောက်လို့တော့ပကက်တင်တဲ့ခါကျတော့ဘာဒေါ်လာရဏမင်္ဂလာဆိုတာနော် ပကတိနဲ့မင်္ဂလာတို့နေလာပြတဲ့မင်္ဂလာတို့ကွန်းခွန်းတဲ့မင်္ဂလာတို့ဆံဖြတ်တဲ့မင်္ဂလာတို့နဲ့ပြင်ပွတ်တဲ့မင်္ဂလာတွေမျိုးစုံပေါ့နော်ဒါတွေကိုချက်ပြီးမင်္ဂလာလို့ရအဲ့ဒါတော့ဆရာဟောမင်္ဂလာမဟုတ်ဘူးပြောမစင်တော့ကွာနဲ့ကိုကောင်းနဲ့ထင်လို့မလို့လုပ်တဲ့မင်္ဂလာလောကမင်္ဂလာလို့သူပြောကြပါတော့နော်ဆရာဟောတဲ့မင်္ဂလာကသမင်းခွန်းတာကိုကွန်းခွန်းတာကိုမင်္ဂလာလို့မပြောဘူးလီလာပြတာလည်းမင်္ဂလာလို့မပြောဘူးသမင်းကို အမွေးအားပါလာတဲ့သဘင်ကလေးရိတ်တာဖြတ်တာကိုလည်းပဲကိတ္တိသေနာဆိုပြီးတော့မင်္ဂလာလို့ပြောဘူး။ဘုရားပြောတဲ့မင်္ဂလာအရိယတစ္ဆာထိုက်တဲ့မင်္ဂလာပဲပြောတာဗျာ။အဲအဲ့လိုဆိုတော့ဘုရားပြောတဲ့မင်္ဂလာဘာဖြစ်လို့လဲဆိုတော့နိဗ္ဗာန်ရောက်လို့ပေါ့။မင်္ဂလာဟာနိဗ္ဗာန်ပဲဗျာ။အဲ့ဒါကိုပဲခုခေတ်ကျတော့ပြောလာကြပြန်သေးတယ်။မင်္ဂလာဆိုတာတဲ့အဲလောကလူတွေအတွက်ပါတဲ့လောကုတ္တရာတရားအတွက်မဟုတ်ဘူးတဲ့။ဘယ်လိုပြောကြလဲဗျာ။ ဟာဘုရားမင်္ဂလာကြီးဟောကောင်းခြင်းကြီးဟောထားရပြီတော့ဘုရားဟောတယ်ဆိုတာအရိယတ္တဟောတာဘယ်လိုလုပ်ပြီးတော့မင်္ဂလာဆိုတာဟာလောကအတွက်ဟောတာဟုတ်ပါမတော့ဘောဘာလို့ပြောရမလဲတကယ်တော့မင်္ဂလာဆိုတာဟာလောကအတွက်မဟုတ်ဘူးလောကုတ္တရာအတွက်ပဲကဲလောကုတ္တရာအတွက်ဆိုလောကုတ္တရာမှာကအခုခေတ်ကြည့်လိုက်ကြတာကလောကုတ္တရာဆိုတာနာမရှိသူမရှိပုဂ္ဂိုလ်တ attva ယောက်ျားမင်းမရှိ ငါမှမရှိဘူးပုဂ္ဂိုလ်မှမရှိဘူးတတ္တဝါမှမရှိဘူးသူများမှမရှိဘူးဆိုရင်ဘယ်လိုလုပ်မင်္ဂလာဟောလို့ရမှာလဲပေါ့နော်မင်္ဂလာထဲမှာကဗာလေဗာလာနာလို့ဆိုလူမိုက်မပေါင်းနဲ့နော်လူမိုက်ကိုမပေါင်းနဲ့လူမိုက်ရှိလို့ဒါဗာလာနာဆိုရှိရတာပေါ့နော်ပန္တိတပညာရှိပညာရှိမရှိလို့ရှိရင်ဘယ်မိဝဲရှိကစရာမရှိဘူးဆိုတော့ မင်္ဂလာထဲမှာကတော့ဘာလာဆိုဆက်လူမိုင်လည်းပါတယ်ပါဏိတလို့ဆက်ပညာရှိလည်းပါတယ်ပူဇနေယလို့ဆိုတော့ပူဇော်တိုက်တဲ့ပုဂ္ဂိုလ်လည်းပါတယ်ဒကြီးသာပထမမင်္ဂလာဂါထာကလေးထဲမှာကိုပုဂ္ဂိုလ်က၃ယောက်ပါနေလူမိုက်ဆိုတဲ့ပုဂ္ဂိုလ်ပညာရှိဆိုတဲ့ပုဂ္ဂိုလ်ပူဇော်တိုက်သူဆိုတဲ့ပုဂ္ဂိုလ်ပုဂ္ဂိုလ်၃ယောက်ပါနေတို့တို့ဒီလောကုတ္တရာလို့ဆိုရင်ပုဂ္ဂိုလ်ကမရှိရပါလို့ဆိုတော့လူမိုက်လည်းမရှိဘူးလူလိမ္မာလည်းမရှိဘူးပညာရှိလည်းမရှိဘူးဖြစ်နေမှာပေါ့ အဲ့တော့မင်္ဂလာကိုသူကလောကီတွေထည့်ပလိုက်ကြတာဗျာမင်္ဂလာတုတ်တာတကယ်တော့မင်္ဂလာတုတ်တာကလောကီပဲဟုတ်ပါမလဲမင်္ဂလာတုတ်တာလည်းပဲတကယ်တော့မြတ်စွာဘုရားဟောတာပဲဆိုတော့မြတ်စွာဘုရားကအရိယာမြတ်စွာဘုရားကအရိယာအရိယာဖြစ်တဲ့သူကပြောတဲ့စကားကအရိယာဖြစ်ကြောင်းစကားတွေပဲပြောတာအဲအရိယာဖြစ်တဲ့သူကနေပြီးတော့အရိယာမဖြစ်တဲ့စကားတွေတောစကားတောင်စကားဘာဘယ်လျှောက်ပြောနေမှာတော့ဗျာ အဲ့ဒါမျိုးပေါ့ကျုပ်တို့လည်းပဲခါစီစဉ်ပြောခဲ့တယ်မင်းကောမှတိလားရှင်ဆရာကြီးကအဲကျုပ်တို့ကနေပြီးတော့လေဒီဆရာတော်ကြီးရဲ့နိဗ္ဗာန်တိပ္ပဏီကိုဝေဖန်သုံးသပ်တော့အမလီလေဒီဆရာတော်ကြီးကတော့ဝေဖန်ရသလားသူကရင်ပတ်ဖြစ်ပြီးပြောတယ်လေဒီဆရာတော်ကြီးတို့ဟာပညာဉာဏ်အပ္ပတန်ကြီးမားတာတဲ့ပါတယ်လေဒီဆရာတော်ကြီးကပြောတယ်တဲ့တရားကျမ်းပြောချင်းပြောက်ပါသေးတို့မပူဘူးတရားကျမ်းပြောက်ရင်တရားကျမ်းအစ်တို့ရင်းမယ် ဘယ်လိုပြောလိုက်တာလဲဗျအဲ့ဒါလိုပဲတင်းညိုကြံပြောက်ခြင်းပြောက်ပါစေတင်းညိုကြံပြောက်လို့ဒို့မပူဘူးတင်းညိုကြံပြောက်ရင်တင်းညိုကြံအစ်စ်ဒို့ရေးမယ်အဲ့ဒီလိုမျိုးလို့ရှင်သေးဟောက်တယ်လို့ပြောတာတဲ့ပညာရှိတဲ့တွားမြန်သူ့တွားတို့တာတော့ဦးစင်းတော့ဒုက္ခပါပဲပေါ့နော်အဲကျုပ်ကပြောတာပေါ့နော်အဲ့တော့ကျုပ်ကပြောမလီဒီလိုတော့ကျုပ်တို့ပဲပြောတတ်ပါရဲ့လို့အဲကျုပ်ကပြောတာပေါ့နော်ဒါကျုပ်တို့တော့ကလေးကိုကလေးလိုအတန်နဲ့ပြောတာပါဒါလိုတော့ကျုပ်လည်းပြောရပါဗျာလို့ဘုရင်ပဲလို့ပြောပါတော့ ဗိဓိကသုံးပုံပြောင်းချင်ပြောင်းပါလေဗိဓိကသုံးပုံပြောင်းလို့တော့မပူဘူးလို့အဲကျော်လည်းလုံးတဲ့ကောင်ပါလေဒါဗိဓိကသုံးပုံပြောင်းရင်နောက်ထပ်ဗိဓိကအစ်စ်ထိုးရင်းမယ်အဲကျော်လည်းဟောက်လိုက်တာဟောနတာဟိုဟိုဘုံကြီးဟောက်တယ်ဆိုတဲ့အတိုင်းဒါကကိုအတူယူပြီးဟောက်ရတော့အမလီဘုံကြီးကဒီလိုပြောရသလားတော်တော်ကြာကြာဘုံကြီးဒုက္ခရောက်နေမယ်ပေါ့နဲသူကဒီလိုပြောတာပါနော်အင်းဒီကမ္မကြီးဗိဓိကဆိုတာဘာမို့လဲလို့ဗိဓိကဆိုတာလို့ ကျုပ်တို့ဘုရားကပြောခဲ့တဲ့စကားတွေကိုမမိမယော့ဖြစ်အောင်မှတ်တမ်းနေဖြစ်နေ။နောက်ဘုန်းကြီးနောက်ဘုန်းကြီးရဲ့ဆောင်းထားအဲမဆောင်းနိုင်တော့တဲ့အချိန်လောက်ရောက်တဲ့အခါကျတော့စာပေပရိယဖြစ်နေရေးပြီးတော့ထားတာကိုဒါဗိဒ္ဓကခေါ်တာဗျာလို့။ကဲမြတ်စွာဘုရားဆိုတာအရိယာပဲဗျာလို့။အရိယာဆိုတော့မြတ်စွာဘုရားပြောတဲ့စကားတွေကအရိယာစကားတွေပေါ့လို့။ကျုပ်တို့လည်းမြတ်စွာဘုရားကြီးကနေပြီးတော့တစ်ဖက်ကျုပ်တို့လည်းအရိယာဖြစ်ပြီဗျာလို့။ အရိယာဖြစ်တော့ကျွတ်တော့ပြောတဲ့ဇာတ်ကြီးကလည်းပဲအရိယာဇာတ်ကြီးပြောမှာမဟုတ်လားလို့အရိယာ